ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းလေးကတော့တချိန်ကမြန်မာငွေတစ်ကျပ်လျင်အမေရိကန်ငွေ6ဒေါ်လာနဲ့ညီမြအောင်တန်ဖိုးရှိခဲ့တဲ့မြန်မာငွေအကြောင်းပဲဖြစ်ပါတယ်။နေ့စဉ်နေ့တိုင်းငွေလို့ခေါ်တဲ့ပတ်စံကိုသုံးနေကြပေမဲ့ဒီငွေကဘယ်လိုဖြစ်ပေါ်လာပြီးဘယ်ကနေထုတ်နေတယ်လဲဆိုရင်အချို့ကမသိပဲဖြစ်နေတယ်လို့ဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါကြောင့်စိတ်ဝင်စားစရာကောင်းတဲ့မြန်မာငွေဖြစ်ပေါ်လာပုံတမိုင်းကြောင်းအချို့နဲ့မြန်မာငွေစက်ကူများရိတ်နှိပ်တဲ့ဝါစီစက်ယုံကြီးအကြောင်းဗီဒီယိုလေးကိုအစုံထိ 继续不，将 B 贝压在身。S ရင်ကျေးမှုအစဉ်တန်းမြင့်လာတဲ့ကြောက်ခေလူသားများဟာငွေတုံးရွှေတုံးများဖြင့်လဲလဲဝဲယူရာကနေဒင်းငါးများရိုက်နှိပ်သုံးဆွဲလာခဲ့ကြကရှေးမြန်မာတို့ဟာလည်းဒီလိုအဆင်အဆင်စတင်ပြောင်းလဲလာခဲ့ကြပါတယ်။ရှေးမြန်မာများတွင်အစောဆုံးဒင်းငါးသုံးဆွဲမှုကိုတွေ့ရှိရပုံမှာနံပါတ်၁ပြုခေဟန်လင်းဘိတ်တနိုးနဲ့တရေခစ်တရာခစ်တို့တွင်ဟန်လင်းဒင်းကနံပါတ်၂နွာလာဥတ္တပတပြေညွန့်နဲ့မင်းအမိခန့်နှိပ်ထားသော ရခိုင်ဒင်းငါးများနဲ့နံပါတ်၃ခင်းတာရုပ်ပါရှိသည့်မွန် တင်းကားများသုံးဆွဲခဲ့ကြခြင်းဖြစ်ပါတယ်။ဗကန်ခေအင်းဝခေတ္တမကငွေတော့ငွေခဲများကိုသာအစိတ်သား20သား30သားစသည်ဖြင့်ပြုလုပ်သုံးဆွဲခဲ့ကြောင်းတွေ့ရှိရပါတယ်။ကုန်းမောင်ခေဘိုးတော်ဖီးယားလက်ထက်ရောက်မှသာခင်မီမြမတင်းကားများကိုကာလာကတားမြို့တွင်သုံးလုပ်သုံးဆွဲခဲ့တယ်လို့သိရပါတယ်။ခရစ်တကရစ်1852ခုနှစ်မြမတကရစ်1228ခုနှစ်ဒဇမောင်းလပြည့်ကျော်9ရက်မင်းတော်မင်းလက်ထက်မှမန္တလေးတွင်ဒင်းကားစက်ရုံကိုစတင် တင်တည်ထောင်ခဲ့ပါတယ်။ဒါကတော့မူးစေမဆေငါမူးစေကျက်စေဖြင့်စခဲ့တဲ့မြန်မာငွေကြေးအစားပိုင်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာအသုံးပြုသောငွေကိုပိုက်ဆံလို့ခေါ်ခဲ့ကြတဲ့အကြောင်းရင်းကအိန္ဒိယနိုင်ငံမှဆင်းသက်လာတာဖြစ်ပါတယ်။ပိုက်ဆံဆိုတာအိန္ဒိယနိုင်ငံတွင်အကျွေစိတ်ကိုခေါ်တဲ့ဝဟာရတစ်မျိုးဖြစ်ခါလိုက်လံပြောဆိုရမှအသုံးတွင်လာခြင်းဖြစ်ပါတယ်။မြန်မာငွေကြေးရဲ့အသေးဆုံးရေးတွက်တဲ့ unit မှာပြားဖြစ်ခါတစ်ချက်မှာပြားတရာရှိပါတယ်။ယနေ့ခေတ်အနေနဲ့ပြောရရင်တော့အသေးငယ် ြင့်ဆုံးငွေကြေးမှာတပြားဖြစ်ပြီးအကြီးဆုံးငွေဆက်ကူမှာတထောင်ကျပ်ဖြစ်ပါတယ်။ယခု2023ခုနှစ်မှာနှစ်ထောင်ကျပ်တန်ထုတ်ခဲ့ပေမဲ့လူလူကြားတွင်သုံးစွဲမှုတိတ်မရှိပါဘူးရှင်။ဗြိတိရှလက်အောက်ရောက်ခဲ့စဉ်ကအိန္ဒိယဒင်ကာများနဲ့ရူပီးကိုမြန်မာငွေအဖြစ်သုံးစွဲခဲ့ရပြီးရူပီးငွေဆက်ကူပေါ်မှာမြန်မာနိုင်ငံအထွတ်ဆိုပြီးရေးသားထုတ်ဝေခဲ့တာလည်းရှိခဲ့ပါတယ်။ဂျပန်ခေတ်မှာတော့ဂျပန်တို့ရိုက်ထုတ်တဲ့ငွေဆက်ကူများကိုသုံးခဲ့ကြရပါတယ်။လွတ်လပ်ရေးရပြီးခေတ်1948ခုနှစ်မှာ ဗမာနိုင်ငံတော်အစိုးရစိုးသောစာသားဖြင့်တောင်းရုပ်ပုံများပါရှိတဲ့ငွေများပညာမင်းကြီးဦးကောင်းရဲ့လက်မှတ်ပါရှိတဲ့ငွေများအုပ်ချုပ်ရေးမှူးဦးစံလင်း၏လက်မှတ်ပါဝင်သည့်ငွေများကိုလည်းထုတ်ဝေခဲ့ကြပါသည်ဗိုလ်ချုပ်ဆန်းရုပ်ပုံပါရှိတဲ့ငွေများကိုတော့လွတ်လပ်ရေးရပြီးခင်မှယနေ့အချိန်အထိလုံးလုံးပြက်ကွယ်သွားတာမျိုးမဟုတ်ပဲမြင်တွေ့နေရဆဲဖြစ်ပါတယ်။နောက်ပိုင်းမှာဦးကောင်းပိုက်ဆံနဲ့ဦးစံလင်းပတ်ဆံတို့ကိုတရားဝင်အဖြစ်မှရက်စဲခံခဲ့ရပြီး1980